မတ်လ28ရက်မြန်မာစံတော်ချိန်12:30မိနစ်50ခန့်မှာ PR Reuters ကခွန်သတ္တမခွန်နဲ့လောက်ခတ်သွားတဲ့ငလီကြောင့် Greenie Bee နဲ့ဖေခုံမြို့နယ်တွင် မြေပြိုတာအဆောက်အဦပျက်စီးတာတွေရှိနေပါတယ်။ဖားဆောင်မြို့နယ်မော်ချီဒေသမှာမြေပြိုခဲ့တာဖြစ်ပြီးလူအထိခိုက်ပျက်စီးတော့မရှိခဲ့ပါဘူး။ဖေခုံမြို့နယ်စီဘူးကျေးရွာမှာလည်းကရန်ပြည်တိယုံပျက်စီးခဲ့ပါတယ်။ဒီမော့ဆိုနောက်ဖက်ချမ်းမှရှိတဲ့ဖះเจ้าတလုံးလေးပြည့်စည်သွားခဲ့ပြီးလူထိခိုက်တော့မရှိဘူးလို့သိရပါဗျ။ မတ်လ28ရက်နေ့မှာစကိုင်းတိုင်းမုံရွာမြို့အရှိဘက် ကီလိုမီတာ90မိုင်30ခန့်မှာဗဟိုပြုလှုပ်ခတ်တဲ့ငလေဟာမြန်မာနိုင်ငံအလဲပိုင်းကိုဥတီလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲဒီလှုပ်ခတ်သွားတဲ့မြင်ကလေးကြောင့်မြန်မာနိုင်ငံတဝမ်းရှမ်းပြည်နယ်မန္တလေးတိုင်းအင်းလင်းဒေသတွေမှာအဆောက်အဦပျက်စီးတာရှိခဲ့တယ်လို့စကိုင်းတိုင်းမှာလည်းလမ်းတံတားပျက်စီးပြိုကျတာတွေဖြစ်ပွားခဲ့တာပါ။ဒါတွေပြင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်းအဆောက်အဦပြိုကျခဲ့တာရှိပြီးလူထိခိုက်သေဆုံးတာတွေရှိနေပါတယ်။ငလင်ကြောင့်ထိုင်းမြန်မာနိုင်ငံအတွင်းထိခိုက်သေဆုံးမှုတွေရှိနေပေမဲ့ဂရီနီဘီမှာတော့သေဆုံးသူမရှိပါဘူး။မြန်မာတဝမ်းလူထုတွေကစစ်ဘေးအပြင်တပွားဘေးတွေဖြစ်တဲ့ရေကြီးရေရှမ်းမှုကို ပြီးခဲ့တဲ့2024ခုနှစ်မှာကြုံတွေ့ခဲ့ရတယ်လို့အခုနှစ်ထဲမှာလည်းပြစ်ထန်အားကြီးတဲ့ငလေတံကိုခံခဲ့ရတာဖြစ်ပါတယ်။